မှန်တမ်းရဆိုရင်ကိုပြန်လဲဖတ်ရှုခြင်းအပိုင်း29ဆူတောင်းလေဆူတောင်းဆိုပြီးဘသူကများတောင်းညောက်လိုက်လည်းမသိပါဘူးလွန်ခဲ့တဲ့ဘဝတစ်ခုမှာလူ9ယောက်အတူတူဆူတောင်းကြလေတဲ့ဒါပေမဲ့နိဗ္ဗာန်စုလည်းမဟုတ်တလို့ဖယားစုလည်းဟုတ်မနေပြန်ဘူးအဲ့ဒါဘသူတွေလဲဘာစုတွေတောင်းခဲ့ကြတာလဲမြေယာမပြည်ကြီးငိမ့်ညံ့ပါစေဆိုတဲ့အဖွဲတော့မဟုတ်လောက်ဘူးလေနော်မင်းသားတစ်ပါးက လာလက်တန့်သောဘဝ၌ဖုန်ကြီးသောမင်းဖြစ်စေတော်လို့ဆုတောင်းလိုက်တော့ပကံခိရဲ့အလောင်းစီသူ မွေးရပါညွန့်ကြီးဖြစ်လာခဲ့တဲ့ပုံနာလေးတယောက်ကလည်းမင်းတို့ကိုကိုွယ်သောယဟန်ဖြစ်စေတော်လို့ဆုတောင်းလိုက်တာ ပကံခိမှာပုံနေမကြီးရဲ့ဗိုက်သေးပြန်ဝင်စားပြီးမှဒိတ်ဒိတ်ကျသာသနာပြုဖုန်ကြီးအရှင်အရဟံဖြစ်လာခဲ့တဲ့အဲ့ဒီလိုမဖြစ်ခင်မှာတာဝရင်သားမှာနတ်သားအရင်ဖြစ်နေခဲ့သေးတာနော်အဲ့ဒါကို ဥမာကကလူပြည်မှာတာသနာပြုဖို့အော်ဒါပေးလိုက်လို့ပုံနေမကြီးပိုက်တဲ့ရောက်သွားတာလေတထေသာတယောက်ကလည်းမင်းတို့ပူဇော်ရနတ်ဖြစ်စေတော်လို့ဆုတောင်းလိုက်တာ Chief of Outer 37 Mahagiri နာမည်ဖြစ်လာခဲ့တဲ့အဲ့ဒီလိုမဖြစ်ခင်ဗဘဲမောင်တင်တဲ့ဘဝမှာဘယင်က ဖိုးထုတ်ပြီးဖိုင်ယာနဲ့တောက်ကတ်တာကိုခံခဲ့ရတာကလူဘဝတော်ကတန်ချောင်းတွေကို မီးနဲ့ရဲနှစ်ယောက်ရှုပ်ပြီးတူကြီးနှစ်ချောင်းနဲ့မောင်တင့်တဲ့ဒုံဒုံမောင်တင့်တဲ့ဒုံဒုံဆိုပြီးနင်းကန်ထွက်နိုင်ခဲ့လို့ဝီကျွေးပြန်ဆဲရတာနေမှာနော်စစ်သူကြီးတယောက်ကတီတောင်ဖတ်ချင်းမင်းဖြစ်စေတော်လို့ဆူတောင်းလိုက်တာပကံခဲမှာတမင်းကတောင်လာဖြစ်တဲ့တမင်းကတောင်ဆိုတာကတော့ရခိုင်မင်းတပားပါတဲ့အဲ့ဒီမှာ အကြံပိုင်းနဲ့ဘရင်တပားကဤသူလေးယောက်တို့ဖြစ်ရာအကြီးမှုဖြစ်၍ ုတ်ချုပ်ရစေတော့လို့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပြီးဆူတောင်းလိုက်တာပကံခေရဲ့ကင်းကြံတန်းကြီးဖြစ်လာပါလေရောတဲ့အမှန်ဆို9ရက်လုံးအမြင့်ဆုံးဘုရားမှာအေးအေးချမ်းချမ်းနေရပါစေတော့လို့ဆူတောင်းပြီးအီဝရက်တောင်ထိပ်မှာကြောက်တုံချင်းငါတုံသွားပြစ်နေကြရင်နားအေးမှာနော်တကယ်လို့သာကင်းကြံကြံလို့ရေနံတွင်းနဲ့နျူကလီးယားလက်နဲ့တပြိုင်တည်းပိုင်ဆိုင်ရစေတော့လို့များဆူတောင်းခဲ့ရင်အခုခေတ် မြမပြည်သူတွေဟောတယ်လို့ဟောတယ်လို့လက်ဖြောက်လေးတင်းနေအောင်ပဲလေဒါပေမဲ့တချို့ကြတော့ရွှေကုံတွေကြီးဖြစ်ပါစေဆန်ကုံတွေကြီးဖြစ်ပါစေဒေါ်လာအထက်လိုက်ကင်ရပါစေဘန်လုပ်ငန်းရှင်ကြီးဖြစ်ပါစေလို့ဆူတောင်းကောင်းကောင်းတောင်းခဲ့ကြပေမဲ့လေဤသူအလုံးကိုဘန်ဝရန်ထုတ်ပြီးငွေညစ်နိုင်တဲ့သူဖြစ်စေတော့လို့ကလင်ကြီးချင်းနဲ့ဆူတောင်းခဲ့သူထပ်ပေါ်လာတဲ့ခါမျိုးမှာတော့ဘယ်သူမှမတက်နိုင် ဘလူးမှာနှစ်ထပ်မှဖြစ်ကြရတော့တာပဲလေနော်ဒီလိုနဲ့တောင်းစုတွေအတီးတီးပြည့်ခဲ့ကြပြီဒီနေ့မှာတော့သမင်းကတုံကကင်းကြံ့ကြံ့ကြီးရဲ့ပကံဒိုင်နက်စတီဂျေးဆောင်ရွာနာကိုထီကပားဤကပားလာလို့တဲ့အဲ့ဒီအကြောင်းကိုမူမတ်တွေကရှောက်တင်ကြတော့ကင်းကြံ့ကြံ့ကြီးကသမင်းကတုံကိုရောက်အောင်ဖမ်းခဲ့ကြည်ဟူ၍ရဲမဘူပါစင်လုံးမြင်းကြီးအများနဲ့ခန့်တော်မူဤတဲ့ပကံမှာ ကင်းကြံကြံကြီးနန်းတက်လာတော့အနော်ရထာမင်းကြီးလက်ထက်ကသူနဲ့ရဲဘော်ရဲဘက် ပကံ F4 member ဟောင်းကြီးတွေကို promotion ပေးခဲ့လားမသိဘူးနော်အခုဒီတော့မိဖုရားလေးပါးကိုမြှောက်စားခဲ့တာနဲ့ဒါရီသမီးရေကို ဖြည့်ရှင်းနေရတာပဲတွေ့ရသေးတယ်။ကြည်ရတာဘိုးချုပ်ငထွေးယူတို့ဘိုးချုပ်ငလုံးလဖဲတို့ဘိုးချုပ်ညာဦးဖီးတို့ကိုနီးနီးကိစ္စချွန်တွန်းလှုပ်ထားတဲ့အမှုနဲ့နွွန့်နွွန့်ကြောမော်တော်အမတ်တော်လှုပ်ချူဆိုပြီး ပညာရှိနေနဲ့နေနေလိုက်တာများလားမသိဘူးနော် တွေ့ကိုမတွေ့ရတော့ဘူးအခုတမင်းကတုံကိုတော်ဖန်ကြတဲ့မစ်ရှင်ထဲမှာလည်းမပါပြန်ဘူးလေနော်အဲ့ဒီလိုကင်းကျင်ကျင်ကြီးကတမင်းကတုံကိုဆွဲစီဖို့လုပ်နေတော့မှာပဲရှင်အရဟံကြီးရောက်လာပြီးမင်းကြီးရှေးဘဝ၌စူတောင်းဘက်ဖြစ်သည်ခင်ဘုန်းကိုမပြစ်မလင်းလို့ဂျားဝင်ညှိပေးတဲ့ရှင်ရဟန်ကြီးမှာကလည်းစူတောင်းဘက်တွေများခဲ့တာနော် ဗရိခရာကလည်းသူနဲ့ဆူတောင်းဘက် အခုတမင်းကတုံနဲ့ဆူတောင်းဘက်ထဲမှာလဲသူကပါနေပြန်ပြီကြည်ရတာဖြစ်လေရဘွားတိုင်းစုရိကြီးလှိမ့်တောင်းနေကြလားမသိဘူးနော်ဒါပေမဲ့ကင်းကြံကြံကြီးကရှင်အရဟံကြီးဝင်ညှိပေးတာကိုနားဝင်ပုံမပေါ်ဘူးတဲ့ Chief of 37ကြီးမဟာဂီရိနတ်ကပါ ကိုတင်ပြပြီငါတို့အားလုံးဒီဆူတောင်းဘက်များတာဆိုပြီးထန့်ညှိပေးရပြန်ရောတဲ့ ဂီဂီကြီးတွေ့ထတာကငါကိုထင်ပြပြီတခွန်ပြောလိုက်မောင်ကြံကြီး surprise ဖြစ်သွားပြီငြိမ်သွားမှာပဲဆိုပြီးနေမှာပေါ့နော်ဒါပေမဲ့တကယ်ဖြစ်သွားတာကမဟာဂီရိနဲ့ဒီငါနဲ့ဆိုတောင်ပတ်ဖြစ်လျက်ငါဆင်းရဲတော့အခါအဖေကြောင့်မမဆပါတနည်းဆိုပြီးကင်းကြံကြံကြီးကကွက်ဝင်နေတော့ဘောက်ချလှမ်းဆုပ်လိုက်တာတဲ့ တမင်းကရုံကိုစင်းခဲ့ဖို့ကိုထင်ပြကမှာတာဒီဆဲဘဲနှက်ချူကြီးလဲကင်းကျင်ကျင်စကားကြောင့်ခမရ30ကုန်ဖြစ်ပြီးထွက်ပြေးရတဲ့ပေါ့နော်။ဒါမျိုးအကွက်တီကြုံမြင်နေလို့ပဲအခုခေတ်မှာဥမာကကမြမပီကြီးကိုစင်းမခဲ့တာနေမှာနော်။တော်တော်ကြပြည်တွင်းရင်းဆွတ်ဖတ်မှုနဲ့မာကခေါ်တကြပုံမှ8834ဆိုပြီးဝရန်အထောက်ခံနေရအောင်မှာ။ဒါပေမဲ့ဂီဂီကလည်းနှက်ချင်မှာမဟုတ်တာ။ကင်းကျင်ကျင်ကြီးကလည်း ဲ့ဒီလိုပြန်ရစ်တော့သူကလည်းဟျောင်းဆိုပြီးမျက်မှောင်ကြီးကျုပ်ပြီးသူမပေးခဲ့တဲ့အကွက်တွေကိုတကွက်ချင်းပြန်ပြောပြပါတဲ့မင်းကြီးကအနော်ရထားမင်းဆိုကျိုးဖြစ်နှောင်၍လန်နှင့်ထိုးတော့ကငါဆောင်ဝ၍ကျိုးကိုထိုးမိရင်နှောင်ကျိုးပြည့်၍မင်းကြီးလွတ်တီကငါမသည်မဟုတ်တုံလောတဲ့အဲ့ဒါအနော်ရထားမင်းကြီးရဲ့တော်သားကြောင့် လက်တုံပြီးခြော်သွားတာမဟုတ်ဘူးအဲ့ဒါငါမတာကွတဲ့ဒါဟာတနည်းအားဖြင့်ဥတင်းတွေကအောက်တာ37ကရုတဲ့သူ့နေရာ လာလို့တဲ့ဥမာကကြီးကိုနရွက်တတွေးလှမ်းဆွပြလိုက်တာလည်းဖြစ်နိုင်တယ်နော်ဥမာကပေးတဲ့ပြင်မလွဲအရင်ဓမ္မလန်ကြီးနဲ့ပြစ်လိုက်တာတော့ဥတင်းတယ်ပါဝါနဲ့ဝင်ပြီးလမ်းလွှဲပြလိုက်တာလေလူတွေမှာတင်ပါဝါပြိုင်နေတာမဟုတ်ဘူးနတ်အချင်းချင်းလဲအထက်နဲ့နဲ့အောက်နဲ့ တာဝါရောစလင်တာပါပြိုင်နေကြရနော်မာကရီလာမရှုံနဲ့ဖြုတ်ပြလိုက်မယ်တဲ့ယော့အဲ့ဒီမှာတကွက်ကင်းကျင်တဲ့ကြီးကလည်းအဲ့ဒီတော့မှဩအဲ့ဒီလိုလားအဲ့ဒါနတ်မမမသိလို့ပါနော်ဆိုပြီးပြန်လျှော့ချမယ်လို့နေနေဩငါမရမပြီးသေးဘူးဆိုပြီးခီခီကြီးကလက်ကပြပြီးဆက်ပြောပြန်တဲ့တောင်ခွင်တွင်စစ်ပြက်၍ညင်မောင်မိုက်ကိုပြေးတော့အခါဖို့ရွေးဝေလုံးကိုဝေ့ရ မင်းကြာကြီးစီလျက်မင်းကြီးရှိကခยีညွန်ဒီကငါမဟုတ်တုံလို့တဲ့လက်စာတတော့ငရဲမကန်းလက်ချက်နဲ့စောလူတို့တက်တွေထောင်ချောင်းမိပြီးတက်ပြက်ပြေးရတော့ငါချင်ချင်ကြီးကိုလွတ်အောင်ဝင်ကယ်ပေးခဲ့တာဂီဂီပဲကိုတစ်ခေါင်းနဲ့ဝင်ပုံနေရတယ်လူလူကိုကြတော့ဂီဂီကြီးကငါဂါဒီယံမဟုတ်ဘူးဆိုပြီးပလစ်ထားခဲ့တာနော်လူလူလည်းအရင်ဘဝကဘာတွေများစုတောင်းမှားခဲ့ပါလိမ့်နော် အဲ့ဒီလိုဂီဂီကြီးကနောက်တစ်ချက်ပြန်ဖြေတော့ကင်းကျင်ကျင်လဲဟုတ်ပြီငါနတ်မှန်းကိုမသိကြီးဆိုပြီးမျက်လုံးလေးကလေးကလေးနဲ့ခေါင်းတညိညိလုံးနေရမှာပေါ့နော်ဒါပေမဲ့ဂီဂီကသူမတာမပြီးသေးဘူးတဲ့ရှိသေးတယ်တဲ့စော်လူကိုခိုးတော့ခါလူသူလိုက်လံ၍ရေတွင်ပင်ပန်းစွာမကူးနိုင်သည်ကိုမြင်၍ကျုံးငယ်ဖန်ဆင်းပြီးလျင်မြေတွင်း၌အရာမြည်နှင့်သည်က ငါမဟုတ်တုံတော့တငါတာဖာရောင်ဆောင်၍တန်ဆွတ်လင်ငယ်နဲ့အောင်သာတစ်ဖက်တို့ပို့ဒီကငါမဟုတ်တုံတော့တဲ့ရှင်ဘက်ကြီးချက်လွင်ချက်လွင်မြီးအောင်ပုတ်ပုတ်ပြီးတမုံဆေးနေတဲ့ဂီဂီကြီးကိုကြည့်ရင်ကင်းကျင်ကျင်ကြီးကတော့အောင်လာဖြစ်နေရှာမှာပဲနော်နေရိတ်နေကဲမခတ်တက်လေတော့လီကျော်ရှည်မနဲ့ကို မိုက်ခရိုဖုန်းထိုးပေးလိုက်ရတယ်လို့ဖြစ်သွားပြီ။ငါနာမှမသိလို့ပါလို့ပဲတွင်တွင်ပြောနေရရှာတော့တဲ့။တမင်းကတုံကလည်းရှင်အရဟံကြီးကနားတော်ချလိုက်တော့ခစ်ပြိုင်မင်းနှစ်ပါးလဲ။ worship လောက်ဖို့ကြိုက်ပဲကျဲဆိုတာသိသွားကြပြီ။စစ်မတိုင်ကြတော့ပါဘူးတဲ့။ပူတင်နဲ့ဇလန်စကီးကိုလည်းကဘာစာထုတ်တမကအဖွဲ့ကြီးကယူရိုကအရင်ဘဝကဆူတောင်းဘက်တွေပါဆိုပြီးနားတော်ချကြည့်ပါလားနော်။ ရရင်အမြတ်ပဲလေ။အော်ဟိုတတ်တော်လား။ဒင်းကတော့လူလူပြောခဲ့တာတော့နားမလည်နေတာလေ။ကိုကမန်နေရဆိုရင်